ံဆိုင်နေကဟာတမယာပြိုင်ပွဲရဲတယောက်ဒီလမ်းမအတိုင်းပြေးလာနေသောလူငယ်တယောက်ကိုလှန်တားလိုက်သည်ထို့နောက်ပြန်လှုပ်ပေးလိုက်သည်ဘုံဆိုင်ပိုင်ရှင်ကရဲထံမော်တကွန်နဲ့ပြေးလာပြီးအပြစ်တင်သည်ခမည်းကဘာဖြစ်လို့ဟိုကောင်လေးကိုမတားထားတာလဲဟာပောက်ဖော်ကဘာလဲကောင်လေးကချုပ်ကိုပြောတယ်သူကအရက်တစ်ခွက်ဖူးအတွက်ပောက်ဖော်နဲ့အပြေးပြိုင်နေတာပါတည်း အေးဟုတ်တယ်လေခွေးမသားလေသူတောက်တဲ့အရက်ဖို့ပြေးမသွားဘူးအချိန်မရှိဘူးကပတိန်ဦးသိန်းနဲ့တပ်ဖွဲ့သည်အေးကျဲကျဲတော့ဘူလောင်နေသောဤတနည်းတွင် ရန်သူတပ်ဖွဲ့ရဲ့ဝန်းရံခြင်းကိုခံရလေသည်ရန်သူများကိုမထိုးဖောက်နိုင်ပေရဲ့အတန်းကြာသည့်အထိခုခံပြစ်ခတ်နေရာလက်နက်နဲ့ဇာနဲ့ရိတ်ခါပြတ်တောက်စပြူလာသည်ထိုအခါကပတိန်ဦးသိန်းကရေယူဂျီနန်ရိုက်သည်ခဲရန်ရိတ်ခါပြတ်တောက် စားစရာမရှိ ဝီစကီမရှိပေးမဆက်သွေးရီရေဒီယိုဌာနကတည်င်းပြန်ပို့သည် ရေမလိုဘူးလားရေမလိုဘူးဒီအချိန်မှာအဝတ်လျှော်ဖို့အချိန်မရှိဘူးကွာအိုးမလုံအောင်ပွင်ဘုံဆိုင်ကိုလာတော့နေကြဖောက်တဲ့တယောက်ဒီဆိုင်အပြင်သို့ထွက်မသွားခင်အရက်ကောင်းတာပေါ်မှာနှစ်ပေါင်တင်ပေးခဲ့သည် အစရေးကထိုလူတင်ပေးထားတဲ့ငွေကို အိတ်ကတ်ထည့်အသာထည့်ပြီးတစ်ဖက်လှည့်ကြည့်လိုက်ရာ သူကိုစူးစမ်းသောမျက်လုံးများနဲ့စိုက်ကြည့်နေတဲ့မန်နေဂျာကိုတွေ့လိုက်ရသည်ဒွဲခါဘာစီးကခက်တီတီနဲ့ပြောလိုက်သည်ဆရာယုံမလားတော့မသိဘူးသူကကျွန်တော်ကိုမုံဘူးနှစ်ပေါင်ပြီးခဲ့တယ်သူတောက်သွားတဲ့အရက်ဖူးတော့မပြီးခဲ့ဘူးဗျာကွာချားမှုလူနှစ်ယောက်သည်ဘားဆိုင်တဆိုင်မှာထိုင်ပြီးဘီယာတောက်နေချသည်တယောက်ကသူတောက်နေတဲ့ဖန်ခွက်ကိုမြှောက်ပြီးသူ့အဖော်ကိုပြောလိုက်သည်ရေတစ်ခွက်နဲ့ဘီယာတစ်ခွက်မှာဘာရီထူးကြလေကွာ မင်းစင်းစားကြည်စမ်းအဖော်ဖြစ်သူကဒွိဒွိဆဆနဲ့ပြန်ဖြည့်သည် တပောင်နဲ့ဆဲ့ပဲနှိကွာရဲကွာအတူတူပါပဲအယက်မူသမားနှစ်ယောက်ဒီတင်းမောစိတ်ခံတရားပေါ်ရိုင်ထူးရိုင်ထူးနဲ့လျှောက်လာကြရာတယောက်မှချီချော်ပြီးပင်လေတဲ့သူကြသွားသည်ပင်လေတဲ့ကြသွားသူကရေထဲကလှမ်းဟောသည်ကဲကြပါဦးကဲကြပါဦးကျုပ်ကရေမကူးတတ်ဘူးဗျကျုပ်ရေမကူးတတ်ဘူးဟာဘာလဲကွာ ငါလည်းရေမကူတတ်ဘူး။ဒါပေမဲ့မင်းလိုတော့အော်မနေဘူးကွာဟုတရားပေါ်မှကြံခဲ့သူကပြန်ပြောသည်။သူတို့အဆူဒင်းအရက်တော့ရင်တယောက်တည်းဘယ်တော့မှမတော့ပါနဲ့။အဖေါ်တယောက်နဲ့တော့ပါ။တို့မှသာတင့်ကိုလိုက်ဖို့မဲ့သူအမြဲအစဉ်တင့်ရှိနေမည်ဖြစ်သည်။သိကြပါသည်။ခရီးသည်။ကျုပ်အရက်တော့ဖို့အချိန်နည်းနည်းရမလား။ဒရိုက်ဘာရပါလေစီယား။ ခยีတယ်ကျုပ်မပါပဲခမ ्या ကထွက်မသွားဘူးဆိုတာသိကြလို့လားဒရိုက်ဘာဒိတ်သေးကြပါလေဆရာကျွန်တော်ဆရာနဲ့လိုက်ခေမှာပါအမတ်မမားပါနေလုပ်ငန်းရှင်တယောက်ဒီလော့အင်ဂျလီတို့ပထမဆုံးအကြိမ်အနေနဲ့လုပ်ငန်းရှင်များဧကံမသိပွဲသို့တက်ရောက်လာသည်သူကိုပါတီပွဲကျင်းပသူအင်ရှင်ကပြည်တွင်းဖြစ်ဝိုင်းတစ်ခွက်တိုက်သည်သူဝိုင်းတစ်ခွက်ကိုတောက်ပြီးစပင်ရှိသေးသည် သူပဝင်းကျင်ရှိအိန်းအောင်ပရိဘောဂများနဲ့နိုင်ရများတုံခါသွားသည်ကို မြင်လိုက်ရသည်ထိုအခါသူကအင်းရှင်ကိုပြောလိုက်သည်ဒီအရက်ကဒေါတော့ကိုပြင်းတဲ့အရက်ပဲအရက်ကတိတ်မပြင်းပါဘူးဗျာငလျင်လှုပ်တာဖြစ်ပါလိမ့်မယ်ဟုအင်းရှင်ကဖြေသည်စာကက်ထားသည်လမ်းပေါ်မှာလူတယောက်သတိလျက်နေတာကို တွေ့ရတော့လမ်းသွားလမ်းလာတချို့ကသူ့ကိုစေးုံပေါ်တင်ပေးလိုက်သည်စေးုံရောက်တော့ခါ ဒုနာပြုဇေယမများသည်တတိလိနေသူရဲ့ယင်ဘက်မှာတိတ်နေစာကတ်ထားသည်ကိုတွေ့လိုက်ကြရသည်စမချစ်လာစွာသောဒေါက်တာကျွန်တော်အရက်မူတာတက်တက်ပါပဲကျွန်တော်ကောင်းကောင်းအိပ်ပျော်ပြီးနိုးလာရင်ပုံမှန်ပြန်ဖြစ်သွားမှာပါဟိုနှစ်ခါဈေးရုံရောက်လာတော့ကလူကျွန်တော်ရဲ့ဥအတက်ကိုမခွဲပါနဲ့တော့မင်္ဂလာနက်နက်ခင်းမှာပီတာ ဖုံးတော်ကြီးတစ်ပါးသည်လမ်းပေါ်မှတွေ့တဲ့လူတယောက်ကိုနှုတ်ဆက်ပြီးကျဉ်းနာစွာပြုံးပြသည်မင်္ဂလာနက်နက်ခင်းမှပီတာမင်းကိုမင်းညားကဓမ္မတိလေးချင်းတဲ့နေရာမှာတွေ့လိုက်ရတဲ့အတွက်ငါအလွန်ဝမ်းသာမိပါတယ်ဒွဲကပီတာကသူ့ကောင်းကိုလက်နှစ်ဖက်နဲ့ကင်ပြီးရေရွတ်သည်အိုးတပည့်တော်မင်းကအဲ့ဒီနေရာရောက်နေရလားအချိန်တန်ပြီရဲတယောက်ကအမှုသမားတယောက်ကိုတားပြီးဘယ်သွားမှလဲဟုမေးသည် ကျွန်တော်နှစ်တဲ့ကူကနေပြန်လာတာအိမ်ပြန်မလို့ခမရနောက်နေရလားနှစ်တဲ့ကူပြီးတာသုံးဖက်တောင်ရှိသွားပြီဟုရဲကဒေါ်ပေါ်ပေါ်နဲ့မေးသည်အရသမားကလည်းပြန်ဖြေသည် ကျွန်တော်သိပါရဲ့ဆရာဒါကြောင့်ကျွန်တော်အိမ်ပြန်သင့်ပြီလို့ထင်နေတာပါသူတို့အဆူသင်ငါတကောင်လို့အရတောက်မြည်ဆိုလျင်ရေကူပါကာမမောင်းပါနဲ့စင်ကြေအပေးကောင်းသူ သူဒီရဲ့မူးပြီးအိမ်ပြန်ရောက်လာတော့အခါသူမူးနေတာသူမိမမသိအောင်ဘလို့လုပ်ရင်ကောင်းမလဲဟုအကြံထုတ်နေသည် သူအိမ်နဲ့ရောက်လျင်အခန်းထဲမှာထိုင်ပြီးစာအုပ်ပဲဖတ်နေတော့မြည်ဟုဆုံးဖြတ်ချက်ချလိုက်သည်သူသာစာအုပ်ဖတ်နေရင် သူမိမက သူမူးနေတာ လုံးဝမယိမ့်မိပေသူအိမ်နဲ့ရောက်တော့အခါအေကန်းနဲ့ဝင်ထိုင်ပြီးစာအုပ်ဖတ်နေလိုက်သည်ခဏကြာတော့အခါသူမိမကဒေါသရကြီးနဲ့အေကန်းနဲ့ဝင်လာသည် ရှင့်ကိုရှင်ဘာလုပ်နေတာလဲဆိုတာသိရဲ့လားစာဖတ်နေတာပါကွာ စာဖတ်နေတာပါ ရှင်လူမှန်းမသိအောင်မူနေပြီကဲအခုအဲ့ဒီရှင်ဖတ်နေတဲ့လက်ဆွဲတက်တာကြီးကိုပိတ်ပြီးသွားရစ်တော့မနာပါဘူးအယတမတရားပရင်ပေါင်းမှပြုတ်ကျသွားသည် သူကပထမဆုံးလာကြည့်တာက သူ့တငယ်ချင်းတယောက်ဖြစ်သည်ဟဲ့ကမင်းပြုတ်ကြတာတော်တော်နာသွားလားဟုတငယ်ချင်းဖြစ်သူကမေးသည်သူကပြန်ဖြေသည် ပြုတ်ကြတာကနင်းနေမှမနာပါဘူးကွာဒါပေမဲ့မြေကြီးနဲ့တိုက်မိတာကတော့တော်တော်ဤသွားတယ်ပြတ်တရားနေအမှုသမားတယောက်ဒီလမ်းသွားလမ်းလာတယောက်ကိုဘယ်နှနာဤထိုးပြီလဲဟုမေးသည်ထိုလူကနာဤကိုကြည့်ပြီးအချိန်ကိုပြောသည်သူကအမှုသမားကခေါင်းတရမ်းရမ်းနဲ့စိတ်ညစ်စွာဒီတိုးရေရွတ်သည်ငါတော့ဒီနေ့မဟုတ်တော့ဘူးတညာလုံးဘသူမေမေတယောက်တမျိုးစီပဲဖြေနေကြတယ် သူအတိတ်ပင်နေသူအဘူသမားအိမ်ပြန်လာတော့ခါသူ့နဖူးဘမှာတွားရကြီးပါလာသဖြင့်မိမဖြစ်သူကစိတ်ဆိုးမှန်ဆိုးနဲ့မိကုံတွေထုတ်တော့သည်ဒီတွားရကဘယ်ကောင်မှကြိုက်လိုက်တာလဲငါဘာသာငါပြန်ကြိုက်မိတာပါကွာဟု အမှုသမားကဇဝေဇဝါနဲ့ပြန်ဖြေသည်ရှင်နဖူးရှင်ဘလို့ပြန်ကြိုက်လို့ရမှာလဲသိနာရဲ့ဒွဲခါရတမားကဂုံယူဝင်ကြွားစွာနဲ့ပြန်ဖြေလိုက်သည် ဟာတလူခုံပြီးကြိုက်တာပေါ့တိသားပဲအမှုသမားတယောက်ဒီတကောင်ကျော်ပွဲတပွဲကြည့်ရင်ရုပ်ရှင်ယုံနေသူဝင်လာသည်လက်မှတ်ရောင်းနေကောင်းမလေးကသူ့ကိုလက်မှတ်တဆောင်ရောင်းပေးလိုက်သည်အမှုသမားကရုပ်ရှင်ပြခန်းသို့ဝင်သွားသည်သူဝင်သွားပြီးခဏကြာသောအခါပြန်ထွက်လာပြီးလက်မှတ်နောက်တဆောင်ထပ်ဝဲပြန်သည်လက်မှတ်ရောင်းကောင်းမလေးကဒန်တော်နဲ့လက်မှတ်ရောင်းလိုက်သည် တို့ရတွင်တတရားအကျင့်မြောက်ထိုလ်လူပြန်ထွက်လာသောအခါမနေနိုင်တော့၍ဇယီမကမေးလိုက်သည် ရှင်အခုဝဲတဲ့လက်မှတ်ပါစုသုံးဆောင်ရှိသွားပြီသိရဲ့လားဒွေခါမူသမားကအေးစေးစေးပင်ပြန်ဖြေသည်ကျုပ်သိသည်တာပေါ့ဒါမဲ့ကျုပ်အတွင်းထဲကိုဝင်သွားလိုက်တိုင်းဗလာကောင်းကောင်းငနေတယောက်ကကျုပ်လက်မှတ်ကိုဆွဲယူပြီးဖြဲဖြဲပြစ်လို့ထက်လာဝဲတာအစားထိုးလို့မရနိုင်တာ မိသက်အရာရှိသည်ဇယဝင်ရဲ့ညွန်ကြားမှုကြောင့်တော်တော်စိတ်ညစ်သွားသည်သူတောက်နေကြဝီစကီကိုဆက်မတောက်ပါနဲ့တည်းဇယဝင်ကသူ့ကိုကူညီလိုစိတ်အပြည့်နဲ့ပြောသည် ခမရဝီစကီတောက်မဲ့အစားတစ်ခုခုနဲ့အစားထိုးကြည့်ပေါ့ဗျာပန်တီစပြီးဝီစကီတောက်နေတယ်လို့ပဲခံစားပေါ့မိသက်အရာရှိသည်သူဆရာဝင်ပြောမှစိတ်ညစ်သွားကဆရာဝင်ကိုပြန်ပြောလိုက်သည်တနေ့ဘန်ဒီအလုံး60သာစားရရင်တော့ တောက်ကျူးနေပြီဇေယျရဲ့ကျွန်တော်အစာရင်ကဘလို့လို့အစာကြီးအောင်လုံနိုင်တော့မှလဲဘဲကူရောက်နေလေအမှုသမားနှစ်ယောက်တရားတစ်ခုပေါ်မှာလင်းညင်းခံရင်ရေထဲကလရဲ့အိတ်ကိုကြည်နေကြလေသည်ပထမလူဟေးဟိုအောင်မှာဘာလဲကွာဒုတိယလူအဲ့ဒါလဘောကွာပထမလူဟဲ့ကဒါစုလကအောက်မှာဆိုတော့ပြည့်တနာပဲငါတို့ကဘဲကူရောက်နေရလေ ဘသူပဲဖြစ်ဖြစ်အမှုသမားဟေးကျုပ်ကိုတက်စီခေါ်ပြီးစမ်းအရာရှိအလိုမောင်မင်းကြီးသားကျုပ်ကတကားဆောင်မဟုတ်ဘူးလေရေချောင်းအရာရှိกว่าအမှုသမားကောင်းပြီခမရကရေချောင်းအရာရှိကျုပ်ကိုလိတဲ့စင်းခေါ်ပြီးကျုပ်အိမ်ပြန်ခြင်းလှပြီဗျာအမဒူဒီအိမ်ရှိတကားတော့ကိုဖွင့်ဖို့ကြိုးစားနေသည်တော့တန်ကိုတည်တည်ချာချာထိုးထည့်သည် တကားကမပွင်ခဏကြာတော့လူတယောက်ပရင်ပေါက်ကခေါင်းထွက်ကြည့်ပြီးပြောသည်ဟေ့အယူသွားသွားမင်းအိမ်မဝင်ဖို့အကြံထုတ်နေတာမဟုတ်လားတွေ့ခါအမှုသမားကပြန်ဟောသည်မင်းသာအယူกว่าမင်းပရင်ပေါက်မှပြီးထွက်ကြည့်နေတာမဟုတ်ဘူးကဲငါတပည့်ဒီလူဟာလမ်းလေကောင်းမှလေးဘက်ထောက်နေုံနဲ့သူမူးတယ်လို့တို့အနေနဲ့တက်တည်ပြလို့မရဘူးกว่าဟုစုံတော့ကသူတပည့်ရဲကိုပြောလေသည် မဟုတ်ဘူးစရာအဲ့ဒီလိုမဟုတ်ဘူးဒီလူက သူ့ကိုယ်သူမိသက်သမားထင်ပြီးလမ်းလေကောင်ကမြင်းဖြူကိုမိသက်ပိုက်ထင်လို့လိတ်ဖို့ကြိုးစားနေလို့ပါတိကျင်လို့နမေကျော်တရားဟောစရာတယောက်ရဲ့တရားပွဲမှာလာရောက်နားထောင်တဲ့ပရိသတ်မှာမြပြလွန်လာသည်တရားဟောစရာကကောင်းကင်ဘုံကနေလျှက်စည်းတွေလက်မယ်အဲ့ဒီအခါ ကောင်းကင်ဘုံကြီးနှစ်ချမ်းခွဲကကဘာမြေကြီးပေါ်မီးတောက်မီလီယံတွေပြုတ်ကျလာပြီးတကဘာလုံးချော့ရွေဘူးတွေလွှမ်းသွားလိမ့်မယ်။ဒီဟာမကောင်းတဲ့အရက်ကိုတောက်နေတဲ့မင်းတို့တွေဆက်တောက်နေုံမယ်ဆိုရင်စီရင်ချက်နေမှာမင်းတို့တွေမီးတင်မယ်။ပရိသတ်ထဲမှာခတ်သေးသေးလူတယောက်ကလက်ထောင်သည်။တရားဟောဆရာကပြောဟုခညာသောလီတန်နဲ့ပြောသည်။ထွေကားခတ်သေးသေးလူက ကျွန်တော်မီးပေးရစီခမျ။ အဲ့ဒီနေ့ကအရက်ဆိုင်မပိတ်ခင်ဖြစ်မလားအရက်ဆိုင်ပိတ်ပြီးမှဖြစ်မလားလက်ဖြောင့်မုတ်ဆူငှက်ပြည့်မုတ်ဆူနှစ်ယောက်သည်နနက်ခင်းစောစောမှငှက်ပြည့်ဖို့ထွက်လာကြသည်တယောက်ကကော်ဖီအိုးကိုယူလာသည်ကျန်တယောက်ကဝီစကီပလင်းကို ယူလာသည်သူတို့နှစ်ယောက်စလုံးတမန်နှလုံးထိုင်ဆောင်နေရာငှက်တကောင်တလီမှမတွေ့ရသောကြောင့်ကိုစီယူဆောင်လာတဲ့ကော်ဖီနဲ့အရက်ကိုကို့ခွဲရက်နဲ့ကိုတောက်နေကြသည် ထိုစင်မှာပဲရေပဲတကောင်သည်ကောင်းကင်ဘုံမှာပြန်ဝဲလာသည် ကော်ဖီတောက်နေသူကထိုတကောင်နဲ့တော့ငှက်ကိုတနက်နဲ့ပြည့်ရာမထီပဲလွဲသွားသည် ဝီစကီတောက်နေသူကထိုဘဲကိုပြည့်ချလိုက်ရာရေပဲသည်ကြောက်တုံးဘုံမှာကောင်းကင်ဘုံမှာပြုတ်ကျလာသည်ဟဲ့ကောမင်းပြစ်တာတော်တော်တေ့တာပဲဘလို့များပြစ်လိုက်တာလဲကွာဟုကော်ဖီတောက်သူကဝီစကီတောက်သူကိုမေးသည်ဝီစကီတောက်သူကအားလေးရှာလေးနဲ့ပြန်ဖြေသည် လွယ်လွယ်လေးပါကွာ ငါပြစ်လိုက်တာကဘဲအုပ်ရဲ့အလေတဲတဲကိုချိန်ပြီးပြစ်လိုက်လို့ပါယခင်နဲ့ယခုဟဲ့ကမင်းတွန့်ကိုကြည့်လိုက်စမ်းအိမ်အောင်ကြသွားပြီမဲ့ဒဇက်ကလေးမှမပြောင်းလဲဘူးအရင်နှုံးကလိုပဲတောက်နိုင်နှုံးမဲဟုတ်တယ်အရင်နှုံးကတော့ပြောပါဖို့တောက်တာအခုတော့စိတ်ညစ်လို့တောက်နေတာကွာစီအရက်ကိုယာတီမယွေးတောက်တဲ့လူက သူ့မိတ်ဆွေများကို သူဗရန်နီတောက်ရတဲ့အကြောင်းရင်းကို ရှင်းပြနေသည်ငါကခါနာတော့တက်တောင်းလို့ဗရန်ဒီကိုဆွဲဆွဲမြည်မြည်တောက်နေရတာကွာထွဲကသူ့မိတ်ဆွေဆရာဝန်ပေါက်ဆက်ကအိုးကွာဒါလီမြာမင်းကိုခါနာပြောက်စီငါပီးစမ်းမမယ်ဟုဆိုသည်ထွဲကဗရန်ဒီတောက်သူကတော်စင်မင်းပါဇက်ကိုပိတ်ထားနောက်ထပ်ဒီစကားငါမကြားချင်ဘူးဟုဆိုလိုက်လေသည် ရှင်ကဟုတ်ပါတယ်ဥကွာအချီရဲ့ သိပ်ပြီးမြည်တွန်တောက်တီးမနေပါနဲ့တော့ဟုအယက်သမားကသူမိမကိုလေးကြိုသွေးပြီးမနီညာကကိုအိမ်ကိုပြန်လာတော့အတန်မထွက်အောင်နေတာပဲဟုဆိုသည်တွေ့ခါမှသူမိမကသူ့ကိုအော်တော့သည် ဟုတ်ပါတယ်ရှင်ကတော့ဟုတ်ပါတယ်ဒါပေမဲ့ရှင်ကို တွဲပူတဲ့လူနှစ်ယောက်ကအပေါ်ရက်မှာဝုန်းနိုင်ကျနေကြတာကိုမမူသေးသူဘာစရီကသူ့ဖောက်တဲ့ကို ပြောနေသည်ဆရာဆရာတောက်လို့ဝါပြီမဟုတ်လား ဟဲ့ကငါတောက်တာနည်းနည်းလေးပဲရှိသေးတယ်ကွာဇေယဇေယလူမှန်းမသိအောင်မူနေပြီဟဲ့ကငါလူမှန်းမသိအောင်တော့မူပါဘူးကွာကဲမင်းကိုငါပြောပြမယ်ငါကောင်းကောင်းမြင်ရပါသေးတယ်ကွာဟိုမှာမျက်လုံးတစ်လုံးနဲ့ရှိတဲ့အကြောင်းတကောင်ဘာတဲ့ဝင်လာပြီးတွေ့လားဇေယအဲ့ဒီကြောင်မှာမျက်လုံးနှလုံးပါတယ်ဗျဘာတဲ့ဝင်လာတာမဟုတ်ဘူးထွက်သွားတာပါဇေယအမြင်နဲ့အထင် လင်းနဲ့ဗက်ဒီတို့နှစ်ယောက်လမ်းမှာတွေ့ကြသည်ဂျင်းနဲ့ဘီယာတစ်လုံးနဲ့ဝီစကီနှလုံးဆွဲလာတဲ့ဗက်ဒီကိုကြည့်ပြီးလင်းကမေးလိုက်သည်ပါတီပွဲသွားမလို့လားဟေးအိမ်ပြောင်းမလို့ဟုဗက်ဒီကပြန်ဖြေလိုက်လေသည်လက်ဆောင်ငယ်ရွယ်သူလင်မယားနှစ်ယောက်အားလိုက်ရဲ့ခရီးထွက်ရာမှ ပြန်လာတော့ခါသူတို့အိမ်တကားဘဝမှာစာတဆောင်တွေ့တော့ကြောင့်ပျော်သွားကြသည်ထို့ဆောင်မှာသူတို့တငယ်ချင်းတွေရေးထားသောစာဖြစ်ပြီး သူတို့အတွက်လက်ဆောင်ကိုနွားနို့တင်နဲ့အပြင်ဘက်ကဇင်ပေါ်မှာထားခဲ့သည်ဟုရေးထားသည်သူတို့နှစ်ယောက်သည်တိလူစောနှင့်နွားနို့တင်နဲ့ဇင်ပေါ်ကိုတွားကြည့်သောအခါနောက်ထပ်အစာတစ်စောင်ကို တွေ့ရသည်ထူစာကတော့နွားနို့ပူသမားရဲ့အစာဖြစ်သည်ထူစာထဲမှာတော့သူကိုစကော့ဝီစကီတစ်လုံးပေးသည့်အတွက်ကျေးဇူးတင်ကြောင်းရေးသားထားလေသည်တောက်တယ်ဆိုတာ ဇနီးဖြစ်သူသည်သူ့ယောက်ျားညတိုင်းအပြင်ထွက်အရက်တော့ပြီးအပြောရှာနေသည်ဟုယောက်ျားဖြစ်သူကိုမြည်တွန်းနေသည်ဒီလိုနဲ့တညနေခင်းတွင်ယောက်ျားကသူမိန်းမကိုပါအရက်ဆိုင်သူခေါ်တော်သည် မင်းဘာတော့မလဲဟု သူကမိန်းမကိုမေးသည် ရှင်တော့တာတော့မေးဒွဲကယောက်ျားဖြစ်သူက အပြင်းဆုံးအရက်နှစ်ပတ်မှပြီး သူ့အရက်ခွက်ကိုအချိန်ကြာကြီးဆွဲတော့သည် သူမိန်းမကအတူတော့တာကိုကြည့်ပြီးတငုံငုံလိုက်ရာ မတော့နိုင်မဲ့ချက်ချင်းထွေးထုတ်ပြသည်ရှင်ပါကြောင့်ဒီဟာတွေကိုတောက်နေရတာလေအရသာကစိုးလိုက်တာကဲအခုမင်းသိပြီမဟုတ်လားငါကအရက်တောက်ပြီးပျော်ပိုက်နေရလို့မင်းကထင်နေတာကိုမူးလည်ရင်မမားနေအရက်မူးနေသူနှစ်ယောက်ဒီလမ်းမပေါ်မှာကားကိုအရှိန်ပြင်းပြင်းနဲ့မောင်းနေနေကြသည်တနည်းအားရောက်တွင်ဘေးကကားတစီးနဲ့ပေါ်ဆွဲပြီးတော့မလိုလိုဖြစ်သွားသည်တွေ့ခါတယောက်ကအော်ကြီးဟစ်ခြင်းနဲ့ပြောလိုက်သည် ဖယားသခင်ကေပါဟဲ့ကမင်းကားမောင်းနေတာကြည်မောင်းစမ်းကွာတခြားတယောက်ကတွေးတွေးဆဆနဲ့ငါကားမောင်းနေရလားအော်ငါကမင်းမောင်းနေတယ်လို့ထင်နေတာခံစားရလားဘီယာဆက်ယုံမအလုသမားတယောက်ဒီဘီယာကန်ထဲသို့ပြုတ်ကျသွားသည်ထွေကမန်နေဂျာကအလौသမားရဲ့ဇနီးကိုသူ့ယောက်ျားဘီယာကန်ထဲမှာနှစ်သွားကြောင်းတရင်သွားဖို့သည်ထွေကဇနီးဖြစ်သူက ထုံးစံအတိုင်းချိမကင်မိလက်မကင်မိဖြစ်ကငိုလီတော့သည်ပြီးမှမန်နေဂျာကိုမေးသည်သူသိခံစားသွားရသေးလားယင်ကျွန်တော်အထင်တော့မခံစားရဘူးထင်နေမနစ်ခင် သူအိမ်သားမှာအပေါ်နှက်ခါသွားလိုက်သေးတယ်ပြက်တနာယထာစီလာတော့အမှုသမားတယောက်ဒီလက်မှတ်စစ်ကိုသူလက်မှတ်ဝေခဲ့ကြောင်းအခုထိုလက်မှတ်ကိုရှာမတွေ့ကြောင်းပြောသည်လက်မှတ်စစ်ကလည်းသဘောကောင်းသည် ပြက်တနာမရှိပါဘူးခမညာ လူကြီးမင်းလက်မှတ်ဝယ်တယ်ဆိုတာကျွန်တော်ယုံပါတယ်။ဟာ ပြက်တနာ သိရှိတာပေါ့ဗျာ။ကျုပ်မှာလက်မှတ်မရှိတော့ကျုပ်ဘယ်ဘူးဒါမှဆင်းရမှန်းမသိဘူး။သင်ကန်းစာကတိကတယောက်ဒီတပည့်များကိုလက်တွေ့တင် जा မှုပြသနေသည်။ကတိကဒီဖန်ဘူးတစ်ခုတည်းကတန်ကောင်အရှင်တကောင်ကိုညှက်နေယူပြီးဝီစကီခွက်ထဲသို့ထည့်လိုက်သည်။တန်ကောင်ဒီခွက်ထဲမှာစက္ကန့်အနည်းငယ်မျှသာလှုပ်ရှားပြီးသေသွားသည်။ ကတိကကတပည့်များစီသို့လှည့်ပြီးသူတို့ရဲ့ထင်မြင်ချက်ကိုတောင်းသည်။ကဲဟောဒီလက်တွေစမ်းသပ်ချက်နဲ့ပတ်သက်ပြီးတပည့်တို့ဘယ်လိုကောက်ချက်ဆွဲနိုင်မလဲ။ဒွဲခါเจ้าသားတယောက်ကအပြန်ဖြေလိုက်သည်။တကယ်လို့ကျွန်တော်တို့မှာတန်ထတယ်ဆိုရင်ဝီစကီတောက်ရမယ်လို့ကောက်ချက်ချနိုင်ပါ रे ။ဘတ်သူလေရေးရရှိသည် သူလက်အောက်ရှိ ရေးသားတယောက်ကိုလက်ညှိုးငေါငေါထိုးပြီးစူနေသည်။တက်သားကျော် မနီယာကစခန်းမှာလုပ်တဲ့ပါတီမှာမောင်ရင်းရဲ့အပြုမူတွေကအားလုံးကိုမဖွဲမရဖြစ်စေရလို့တိုင်းစားတဆောင်ငါစီရောက်လာတယ်။မင်းဟာလေမူနေုံမကောက်တကူလုံးဘာဝေစားမှမရှိဘူး။ပြီးတော့ကိုလုံးဒီနဲ့လက်တွန်းဆက်ပိန်ပေါ်မှာထိုင်နေတဲ့ကောင်းတကောင်ကလည်းမင်းတွန်းနေတယ်။စခန်းတစ်ခုလုံးနေရာနဲ့မင်းအဲ့ဒီဆက်ပိန်ကို တွန်းပြီးရှောက်သွားနေတယ်တဲ့။မင်းလောက်ခဲ့ပုံတွေမင်းတည်တည်ချာချာသိရလားပြောစမ်း။ဟုတ်ကဲ့ အဲ့ဒါကိုဆရာလဲတည်တင်ပါလေလက်တွန်းစပိန်ပေါ်မှာအဝတ်မပါဘဲထိုင်နေတဲ့သူကဆရာကိုယ်တိုင်ပဲလေ